ကျန်းဖက်စစ်ကောင်စီကဧပြီလ20ရက်နေ့ကနေစပြီးနောက်ထပ်တပတ်အပြစ်ခတ်ရစီအကြောင်းကြေညာပြီးနောက်ကြောက်ပြူမျိုးနေကကြီးရော်တွေကိုနေရက်ဆက်တိုက်ဒရုန်းနဲ့ပုံကျေတိုက်ခိုက်ခဲ့တာကြောင့်17နှစ်အရွယ်မင်းကလေးငယ်တယောက်ပါဝင်၄ယောက်တိဆုံသွားတယ်လို့တင်ရရှိပါတယ်ဧပြီလ25ရက်နေ့မနေ့စေနာရီအချိန်လောက်မှာစစ်ကောင်စီတပ်ကလက်ခမော်ရွာအနောက်တောင်ဘက်အနာကိုဒရုန်းနဲ့၅ချိန်တိုင်တိုင်ပုံးရှစ်လုံးကြေချတိုက်ခိုက်ခဲ့တာကြောင့် အလုတ်လုတ်ကင်နေကြတဲ့ဒေါ်သိန်းသိန်းအေးဒေါ်ချော်စုနဲ့မမ်မီတစဉ်ခိုင်တို့ဟာပုံစံကြပြီးအဲ့ဒီနေရာမှာပဲဖွေးရှင်းပြီးတည်ဆောင်သွားခဲ့ပါတယ်။ဒါအပြင်ကာတစီနဲ့ထော်လာဤတစီလေးထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ဧပြီလ24ရက်နေ့ညနေ3နာရီအချိန်လောက်ကလေကြောက်ဖြူမြို့နေကရင်းနှံတောင်ကြီးရွာကို အသေးခံဒရုန်းနဲ့၃ချိန်တိုင်တိုင်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရင်းနှံတောင်ရွာကိုလာရောက်စစ်ပီးရှောင်နေတဲ့ ကလဘာကြီးရော်ကအသက်60ကျော်အရွယ်ဒေါ်မိုက်ရင်နုတေဆုံသွားခဲ့ရပါတယ်စစ်ကောင်စီဟာဧပြီလ22ရက်နေ့ကနေစပြီးနောက်ထပ်တစ်ပတ်ကိုဒုတိယတစ်ဖက်သက်အပြစ်ခတ်ရဲစီကြောင်းထုတ်ပြန်ကြေညာပြီးသူတို့ကတိကို သူတို့ကိုယ်တိုင်ရှုတ်ဖောက်ကအရက်သားတွေကိုတိုက်ခိုက်နေရဖြစ်ပါတယ်